တော်ဝင်ကြီးကြီးနဲ့ဆိုရင်အခုတို့ဒီမှာမင်္ဂလာမင်္ဂလာဆောင်အရေးထောက်မယ်ကွာဟိုဆောင်သွားဆိုတော့ဒီကတော့ချောင်းဆောင်ရတယ်ခိလိုက်ဒီမှာဒီမှာတော်ဝတော်ဝမရှိဘူးဘယ်မှာလဲခမေးခမေးခမေးဟိုဆောင်မောဆောင်မောဆောင်မပြောတော့ဘူးကျောင်းကိုဝိုင်းလို့ပြီးမြေစံမပြလာချင်းလှမ်းပြလို့ရတယ်။ဒါမှမဟုတ်တော့မင်းတို့လင်မယားနေဖို့ဘာမှမဘူးမှလား။ တော့ဝင်ယူမယ်တောင်းဝင်ယူနော်တောင်းဝင်ယူမယ်နော်ဒီမင်းဆက်ဘယ်လိုလုပ်ပေးမှာအခုဘယ်လိုလုပ်မှာကျွန်တော်တို့ကပတ်စံချမ်းသာပြော်လေယောက်ျားတွေဘက်ကနေတယောက်တစ်ယောက်လာတောင်းကြတာသူဘုဒ္ဓမမရှိဘူးဘယ်ဝင်လဲသူရဲ့ငယ်ကြီးစောက်ပြင်ယူလိုက်တယ်အရှက်သမားစေးသမားဖဲသမားတို့သူယူလိုက်စပြီးရတယ်ရတယ်မိုးယူပြီးလက်ရိုက်လိုက်တာ ညမှာကြာလို့ရှိရင်မူမူရိုက်တဲ့ခါဖေးအေးကသမတ်ကိုလေလှုပ်ချင်တာအသေးရနေဒါမဲ့ဟာလောင်းမဲမင်္ဂလာပါနေရီမိုကေ YouTube channel ကိုကြိုဆိုလိုက်ပါရယ်ဒီ edit ဆက်ပြီးမဲ့တရင်ကဒီမျိုးသားကကိုဝင်ရှိနေတဲ့မင်္ဂလေးကိုထားခဲ့ပြီးတောင်းဝင်မျိုးပဲထွက်ပြေးသွားလို့ဒီနေ့မှာတော့ private သမားတွေကဒီချော့မော့ပြီးတော့အတင်းပေးကြတဲ့ရုပ်တံပီခွန်မတန်လေးကိုတိဆက်ပြသက်ပေးတော့မှာဖြစ်ပါရယ်ကျွန်တော်မိတ်ဆွေတွေမျိုးလည်းကြိုတိကောက်ကပြေးစလင်းအောင်ဘူသူရနေနေပြန်လည်းဝင်မဲ့တိဆက်ပြခြင်းဖြစ်တဲ့ဒီ view fan လေးကတော့ဒါမင်္ဂလေးတွေသင်ခန်းစာယူသေးတဲ့ view fan လေးပြဒါဆိုရင်တော့ကျွန်တော် OP file ကိုအဆုံးထိအတူလိုက်ပါနားထောင်ကြည့်အောင်

လက်မကူဘူးဆိုတာဟိုကလက်မလာထိုးဘူးတော်ဝင်ကြီးကြီးနဲ့ဆိုရင်အခုတို့ဒီမှာဘင်္ဂလားမကူဘူးဘင်္ဂလားဆောင်အေးထောက်မှာကွာလက်မလာတော့မဟုတ်မှာအောင်ခိုင်ကောင်လေးရောက်လာပြီရောက်လာတော့မဆရာတို့ကမေးနေတယ်ကျွန်တော်ပြောခဲ့တယ်ကျွန်တော်လူသားရဲ့အဆင်ပြေတာကြောပြဒီကမျိုးကြောပြကျွန်တော်ပြောခဲ့တယ်။တောင်ပေါ်ကျူနေလေးတော့ တာဝတာဝမရှိဘူးဘယ်မှာပြေးမလဲမမလို့ရင်မလို့သေးဘူးအဲ့ဒါပြန်တော့ပြန်မလို့ဘူးတမိတမိပြောပါလားဘာသာတော်လဲမင်းကဘောင်းတော့မှပြောတယ်မပူနဲ့ရင်တို့နေဖို့စတိုင်မောစားမောစားမပူနဲ့ဖြစ်တယ်မှာကြာမပူနဲ့အဲ့ဒါကိစ္စအဖြစ်မဖြစ်ကျော်ကိုဝိုင်းလို့ပြေးတယ်ဒီမှာကြီးအဲ့စရာတွေကတော့တော့ပုံတွေရိုက်ကြတယ်ရင်းစင်မပြေတာချင်းစမ်းပြောလို့ရတယ်အဲ့စရာတွေ ကောင်းပါတော့ကောင်းပါနော်လင်မယာနေဖို့ဘာမှမအခုဆောင်နေဆောင်ပါမယ်ဟာရင်းမိမ့်မှာပဲခါတော့နေပိတ်ပူလိုက်ဘာမှမဟုတ်ဘူးလေခုကြည့်လို့အိမ်မလာဘူးတော့မလားဒီဝင်ပြကင်မရာရတယ်ပြောဒီမှာလားဒီမှာလားကောင်းပြီမယ်ကောင်းပြီနော်ကောင်းပြီနော်ကောင်းပြီမယ်ဆရာဘယ်လိုလုပ်ပေးမှာဘူးဘယ်လိုလုပ်မှာလဲအမကမကိုင်းနေတယ်ဘာလို့ဆက်မရှိလို့ဆောင်ဆောင်ပါတော့ဘာပစာမရှိလို့ကြည့်လို့ဆောင်ရင်ထဲမှာလေထမင်းလားမစားဘူးနှစ်ရက်ရှိပါမင်းနေလားခါလို့မရဘူး

အဲ့မေတ္တာစင်စူတတ်တယ်တဲ့အဲ့ကြောင့်လေကျွန်မပြောပြအောင်မသိလားကျမတို့လေကျောင်းနေပြီးမှတွေ့တယ်တငယ်ချင်းတယောက်တည်းကကောင်မလေးပတ်ဆက်ချမ်းသာတော့လေယောက်ျားလေးဘက်ကနေတယောက်တစ်ယောက်လာတောင်းကြတာ तू ဘ ᱹ ဒုမှမယူဘယ်ယောက်ျားမှ तू မယူမယူမနဲ့သူ့ရဲ့ငယ်ကြီးစောက်ပြင်လိုက်တယ်အချက်သမားစေးသမားဖဲသမားကို तू ယူလိုက်ယူလိုက်တဲ့အချိန်မှာပြောပြမှာကောင်လေးကဘာစင်းစားအော် तू ဟာဘုံယူရဲ့ချက်ပိုင်ခွင့်နေအများကြီးရှိတဲ့ထဲမှာငါ့ဟာ तू ယူငါတကယ်ချက်ကိုတန်ဖိုးထားလို့ယူလိုက်ပါလားအဲ့လိုမတွေ့စပြီးရတယ်ရတယ်မိုးယူပြီးလိုက် ကောင်မလေးကဖေးမင်းနဲ့အတူတူနေရတဲ့အတွက်ညမှကြာလို့ရှင်မို့ဘူးရိုက်တဲ့ခါမှာဖေးကြီးကတမတ်ကိုလေးလှုပ်ချင်တာအသေးရနေဒါပေမဲ့သမီးလေးမျက်နှာငယ်ပါဆိုလို့နော်လုံးဝမရှိမလှုပ်ချက်ဘူးလေမလှုပ်ရတဲ့ခါအဲ့လိုနဲ့တင်းကြီးခံလာတာသုံးနှစ်ဝင်းကျင်တော့တဲ့ဖြစ်လိုက်တော့ဖေးကြီးကတင်းကြီးမခံနိုင်နေဆိုနှင်ချလိုက်ပါနှင်ချလိုက်တဲ့ခါမှာသူတို့အပြင်မှာတအိုးတိန်အောင်ထူထောင်ထူထောင်လိုက်တဲ့အချိန်မှာကောင်မလေးကဒါလည်းဆိုတော့လှုပ်ပိုင်ရင်ရသွားတာပဲဘာလို့ဆိုတော့ကောင်မလေးရိုက်နော်ဖေးရှင်ဝင်ရိုက်စေးကြောင်လာရိုက်နောက်ဆုံးလည်းဘာလဲကြိုက်ရိုက်ပါမြတ်ဒီချိန်မှာဖောက်ပြန်မှုပါပါလား ောက်ပြန်မှုပါလာတဲ့အခါကာမာရီပထမကင်းဆဲတဲ့ဒုတိယအကြိမ်ကင်းဆဲကင်းဆဲလို့မရတဲ့အဆုံးမှာသူတို့ကြောင့်လည်းလမ်းခွဲလိုက်ကြတယ်တရားဝင်ပွာလိုက်ကြအဲ့ချိန်မှာသူတို့ကလေးမရှိအဲ့ချိန်မှာကာမာရီကငယ်သေးတဲ့အတွက်သူ့ဘဝတန်လန်းတဲ့တင်တန်းတွေတက်တင်တန်းတွေတက်ခြင်းမမျော်လင့်မဲနဲ့ဘာလို့ဆိုတထက်တရားတထက်တတရားလူပြိုနဲ့တော့တွေ့တွေ့တဲ့အချိန်မှာမိန်းကလေးကိုဖြတ်ပြောခြင်းဘာလို့ဆိုငါ့ဘဝကြီးတော့ဘာဖြစ်နေပါပြီဆိုတော့ အမငယ်နေလို့မသိငယ်နဲ့တစ်ခါတလေမှမင်းကလေးတွေအခြေကံအိမ်တော်ကြီးကံအကျွဲပန်းတွေနဲ့ရွှေနှန်းတော့ထိုက်ပါတယ်ခေါင်းအားရှိတယ်နော်ဟုတ်ပြီအဲ့ဒါသူတို့ရောက်တွေ့ပြီးနောက်ဆုံးရှူလိုက်ကြအခုရန်ကုန်မြို့မှာလူတကာတိတ်တယ်လူတိုင်းတိတ်တယ်စီးပွားရေးလုပ်ငန်းရှင်ချွေးမှဖြစ်နေသလိုသူကိုယ်တိုင်လည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေကလေးတွေရောင်းရှာနေအဲ့တော့ကောင်လေးဘက်ကိုပြန်ကြည့်လိုက်ခါမှာကောင်လေးကစေးချပါချနဲ့နောက်ဆုံးစေးမှုနဲ့ထောင်ချတော့ထောင်ချတော့တဲ့အချိန်မှာထောင်ကပြန်ထွက်လာတဲ့အချိန်မှာမြစ်တာဆဆူတော့တာဘာလဲဆိုသူ့လိုဖဲချရင်းနဲ့ ရက်ရက်တော့ခွဲဆိုင်တွေ့တဲ့ main clip တယောက်နှိမ့်တာမဟုတ်ဘူးเนาะဘယ်ရက်ထန်လဲဘယ်ကလာမှန်းမသိเนาะဘာလဲစမတက်ပင်နဲ့အနုဆုပ်ကိုစုံနေတော့တွေ့ရောတွေ့လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုသူတို့နဲ့ယူလိုက်ကြအောင်ယူလဲယူလိုက်တဲ့အချိန်မှာခလေးတော့ရသူဘာလို့ရလဲကခလေးထင်ရတယ်เนาะထမင်းချဲရတယ်ခင်းချဲရတယ်အဝတ်လျှော်ရတယ်သူရှာတယ်မလောက်ဘူးကောင်းရတယ်ပတ်စံရှိတယ်လေဟုတ်တယ်เนาะရှာတယ်မလောက်ဘူးဘာလို့လဲဖဲချတယ်တစ်ခါတလေမှလို့ main ကလေးတွေစုံလို့ရှိယောက်ျားလေးလိုက်လို့မဖြစ်ယောက်ျားလေးတွေဘာလဲဒူးထောက်လက်မြောက်ရတယ်ဘဝကိုရောက်တယ် အဲ့လိုမျိုးဆိုတာအဲ့ဒါသူမြစ်တာစဆူနေဘာကြောင့်လဲဆိုတော့ကို့အပေါ်တန်ဖိုးထားတယ်မိမကြတာတန်ဖိုးထားရမှမသိတဲ့ခါမှာသူကအခုချိန်မှာမြစ်တာတွေစဆူနေနောက်အဲ့တော့အဲ့နောက်ပိုင်းမှာကောင်းလေးရတယ်ကျမတို့ကတငယ်ချင်းပဲနောက်ပိုင်းမှာအခုဘယ်လိုပြောဆိုတငယ်ချင်းတွေပေါ့အခုမဟုတ်တော့ဘူးသူစားကြမယ်ဆိုချင်းကြတဲ့ခါမှာကောင်းမလေးရတယ်လာတယ်ကောင်းလေးရလာတယ်တွေ့တဲ့ခါမှာသူတို့ကဗလာချင်းတဲ့ချင်းဝင်နေတယ်ပဲဘာခံစားကြမှမဖြစ်ကောင်းမလေးရပူတော်ဆိုတယ်အဲ့ချိန်မှာကောင်းလေးရတယ်ကောင်းမလေးမျက်နှာကြည့်တာဘာလို့ဆိုနာကျင်တဲ့မျက်နှာနဲ့ကြည့်တယ်ပြန်ပြီးတောင်းတတယ်သူကဘာလို့ဆိုဝမ်းလေးတဲ့မျက်နှာ နောက်လက်ကြကြဘာပြောလဲဆိုကောင်းတယ်ကျမကိုပြန်ပြောတာဘာပြောလဲဆိုသူတို့အောင်မြင်တဲ့တိုးတက်တဲ့ကြီးမားတာကိုမြင်တော့ခါမှသူဝမ်းပါတယ်ဒါပေမဲ့လေသူတို့မိသားစုလေးတွေตาရပြီးစိတ်ချမ်းသာတာလေးကိုမြင်တဲ့ခါမှသူဟာဝမ်းနဲ့ကြည်လို့ရတနေ့နေ့တိုင်းနာကျင်ရတယ်ပေါ့ပြန်တွေးတယ်ဘာကြောင့်လဲအဲ့ဒါဘာလဲဆိုကို့ပေါ်တကယ်တန်ဖိုးထားတဲ့လူကိုစော်ကားမျိုးလို့မြစ်တာဆူတာဟာလို့အဲ့ဒါလေးပြောပြ ။ငလေးရလည်းမြစ်တာဆင်ဆူးတက်တယ်လို့တင်လဲတင်လိုက်ပေါ့ဂလင်းမူပေါင်းသသိန်း600။ယောက်ျားလေးဆရာတဲ့ဖြူစားမြူစားတဲ့တမကောင်းတဲ့မိမရဲ့အကြောင်းကိုလည်းပြောပြပါအောင်။အဲ့ဒါလေးပြောဖို့အတွက်ဒီကျမလေးတန်ရတန်ချေးဆိုတဲ့ခေါင်းစဉ်လိုချင်ပြောပြမယ်။ကျမတို့ဥပမာရက်ွက်ထဲကိုအမိုက်သိန်းကားလာတယ်။ကျမတို့ကိုယ်ချက်တော့လည်းကိုယ်ဆင်ပြီးအမိုက်ပြစ်တယ်။ဒါမှမဟုတ်အစိုးရကိုကျမတို့အမိုက်ခွန်ဆောင်လာတယ်။ လမ်းတောင်တွေမှာအမိုက်ပုံးချထားတယ်ကျမတို့ဒီကိုအမိုက်အကိုကိုကင်ပြီးတော့ကိုချောင်းလိုက်ကိုသွားပြစ်ပြီးအစိုးရောက်တနစ်ကိုဘယ်နဲ့ချင်းဆိုပြီးတော့အမိုက်ခွန်စီပင်ခွန်ကျမတို့ဆောင်ရတယ်ဘယ်ဟာမှလကားမရဘူးသူတို့ကိုအပြစ်ပြောတာမဟုတ်သူတို့မှလည်းဝန်ထမ်းကဝန်ထမ်းလာစားဆိုတာရှိဘယ်ဟာမှလကားမရဘူးဆိုတဲ့အကြောင်းလေးပြောပြထုံနည်းလက်ကောင်ဝယ်ယောက်ျားတယောက်အိတ်ကတည်းကပတ်စံကိုတစိမ့်မမတယောက်ရောက်ဖို့ဆိုတာလွယ်တာမဟုတ်ပေးချင်ကန်းချင်စိတ်ရှိအောင်မှစေတနာရှိအောင်မှယောက်ျားတယောက်ဒီမိမတယောက်ကိုပေးတယ်ဆိုတာဒီအနေထားနဲ့မျိုးပဲရှိနော်ဘာလဲဆိုတော့ ပိုချေပန့်ချင်းနှာဘူးကြချင်းနောက်တစ်ခုကဘာလဲဆိုကိုပတ်တက်လိုက်တဲ့မိန်းမပတ်တက်မိသွားတဲ့မိန်းမတယောက်ကိုတကယ်တမ်းကိုတန်ဖိုးတာတကယ်ပေးချင်းကန်းချင်းသိရှိလို့နော်အလိုက်တတိစေတနာတန်တန်နဲ့ပေးတာဒီနဲ့နည်းပဲရှိမိန်းကလေးဟိုတမီးစားပေါ်ရမှာလေတန်ရတန်ချင်းရပိုင်ခွင့်ဆိုရှိတယ်မိန်းကလေးတယောက်ဒီယောက်ျားလေးတယောက်ကိုကြိုက်လိုက်ပြီးစော်တာနဲ့ပြန်တယ်နော်ချမ်းသာတဲ့လူနော် ြည်လေတဲ့လူကြက်ချင်းအနေထားတမျိုးဆင်းရဲတဲ့လူအဆင်မပြေတဲ့လူကိုစိုက်လိုက်ချင်းအနေထားတမျိုးလူတိုင်းမှာရပံ့ခွင့်ခံစားပိုင်ခွင့်ဆိုတာရှိတယ်တန်ရတန်ချင်းဆိုတာရှိမတူးမှတမတ်ခဲ့တာမဟုတ်ဘူးမတူးမှဆင်းရဲစီကံချမှတ်ခဲ့တာမဟုတ်ဘူးယောက်ျားတယောက်ဒီမိမတယောက်ကိုစိုက်လိုက်ပြီးဆိုရင်ဟိုစိုက်တဲ့မိမကိုပါလေကို့အတွက်ရုပ်ရည်တွေခန္ဓာတွေဘဝတွေတော့ပြစ်စက်စိုက်တဲ့မိမတယောက်ကိုပေးချင်ကန်းချင်းဆိုရှိရမယ်ကျွေးချင်မွေးချင်ဆိုရှိရမယ်နော်လိုက်ကန်းဆိုသိရစေတနာထားရဒါယောက်ျားတယောက်ရည်စားတယောက်နော်ရည်စားတယောက်ကတောင်း အဲ့လိုမှမဟုတ်ဘဲနဲ့မိမတယောက်ဒီအဖြစ်ကံတတ်တတ်လဲဆိုကိုဘာမှမပြောနဲ့အဖြစ်ကံတတ်တတ်လဲဆိုဘာလို့တော့မှာယောက်ျားတယောက်ဒီလည်းမိမတယောက်ကိုမဟုတ်တော့ထိုင်ကြည့်ရရုံနဲ့ဘယ်သူမှမပေးဘူးခုခေတ်မှာပို့လဲမိမတယောက်ဒီလည်းယောက်ျားတယောက်ကကိုကိုအလှချင်းကိုတတ်တတ်နဲ့ဘယ်သူမှမရှာဘူးဘာလဲဆိုလူတိုင်းမှာခုနကပြင်ညလုံးတစ်လုံးစွန့်ရင်ညလုံးတစ်လုံးချင်းပဲနော်လက်တစ်ချောင်းစွန့်ရင်လက်တစ်ချောင်းချင်းပဲ ဲ့ဒါကြောင့်လို့ဘာလဲဆိုချူစားမြူစားတာမဟုတ်ရပိုင်ွင့်တန်ရတန်ကြီးခေါ်တယ်နော်အိမ်အောင်တဲ့ဘဝမှာလည်းထုံနည်းလောက်ကမှတန်ရတန်ကြီးဆိုရရှိတယ်အိမ်အောင်တဲ့ဘဝမှာတောင်မှာယောက်ျားတယောက်ဒီမိမတယောက်ကိုယူလိုက်ပြီဆိုလို့ရှင်ဒါလည်းဒီမိမကိုပုံစေတနာရှိရမယ်တန်ဖိုးထားရမယ်လေးစားရမယ်ခုနကကြွေးကျင်မွေးကျင်စိတ်ရှိရပေးကျင်တန်းချင်ရတယ်သူများထက်မတိုင်တော့သူများနဲ့ဒန်းတူထားနိုင်စေတနာထားရနော်ပဆန်ရှင်ဟိုလူတွေကပြည့်စုံမှဆိုတဲ့စကားကိုမပြောနဲ့ဘယ်တော့မှပြည့်စုံပြည့်စုံမှဆိုဘယ်တော့မှမပြည့်စုံခုနကပြောတဲ့ ဘာလဲဆိုအလိုက်ကန်းစိုးသိချင်းရတယ်စိတ်ချမ်းသာခြင်းလူချမ်းသာခြင်းပဲနော်အဲ့လိုမှမဟုတ်ဖဲနဲ့မိမတယောက်ကိုခုနပြောဆိုကြောသားသားကြောသားသားအိမ်ဘောသားသားရှူပြီးတော့နွားချီလိုက်မှခြေထားပြီးတော့နွားတကောင်လိုခြေထားပြီးမျက်ထုံးဝဲကျွေးမယ်ဆိုရင်နော်ဒီမင်းမဘာလို့တော့မလဲမိမတည်းလေယောက်ဒီယောက်ျားကိုခန္ဓာတွေခုနပြောဆိုရုပ်ရည်တွေဘဝတွေပေးဆက်ပြီးကြိုက်တာယောက်ျားတယောက်ကကောင်းဝင်စုံဝင်ရပိုင်ခွင့်ဆိုတာလိုချင်ကြတာပြီးခန်းစားခြင်းနဲ့စန့်စားခြင်းအဲ့လိုမှမဟုတ်ချင်းဒီယောက်ျားကဒီယောက်ျားကဘာလို့တော့မလဲဒီခေတ်မှာတစ္ဆာမြတ်တာမူတည်တာဂယုနာတွေ လူတွေကမရှိကြတော့တိတ်ပြီးတော့ကိုဘာမှကို့အတွက်ဘာမှခွင့်ရမရဘယ်တော့မှမလုပ်တော့မိမတယောက်တည်လေယောက်ျားတယောက်ကိုမချစ်ဖဲနဲ့ဘဝကိုပုံမအပ်ဘူးเนาะဘယ်တော့မှပေါ်ပေါ်ပဲပဲရော့အင်းဆိုဘယ်တော့မှလှမ်းမပြီးအဲ့ဒါကြောင့်မလို့ခြုံစားမျိုးစားကမဟုတ်ဘူးတန်ရတန်ချေးလို့ခေါ်တယ်ဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်ပြီးဖာနေကဒီတော့ပါပဲဒီဖာနေကြည့်ပြီးကျွန်တော်ရဲ့ message တွေမျိုးတွေလည်းဘိုးသူတာတင်ငန်းစာတခုရရှိလိမ့်မယ်မြင်လင်းပါတယ် ဒီပြူခံလေးကိုဖြစ်စဉ်ကိုအစားဆုံးပြောပြရမယ်ဆိုရင်တော့ပထမဆုံးပြူခံလေးရဲ့ဖြစ်စဉ်ကတော့မျိုးသားတယောက်ကသူနဲ့ကြက်ခဲ့တဲ့ကောင်မလေးကကိုဝင်ရှိနေရာကိုတောင်းဝင်မျိုးပဲနဲ့ဒီထားခဲ့ပြီးတော့ထွက်ပြေးသွားတဲ့တောက်ကိုဒီပရိုက်တက်သမားတွေကဝိုင်းပြီးတော့ကြောင်လေးကိုတွေ့အောင်ရှာတယ် ဒီမင်းကလေးရတာလက်ထပ်ပြီးပေါင်းသိမ်းဖို့ချော့မော်ကြီးပြောတဲ့ရုပ်တံပြီးတော့မတားလေးဒီအလေးမဆွေးတော့အမျိုးတို့တွေ့တဲ့အချိန်မှာတာမင်းကလေးတွေရဲ့ဒါဖြစ်လိဖြစ်တတ်ရှိရဲ့ဘဝအတွေ့အကြုံတွေကိုပြန်လည်မျှဝေပြောပြပေးလာတဲ့ရုပ်တံပြီးခွင့်မတားလေးကိုတိစက်ပြတ်တပ်ပြီးတော့တာဖြစ်ပါတယ်ဒီလိုဖန်လေးကဒါမင်းကလေးအတွက်အကျိုးရှိမယ်လေမြင်လေးပါတယ်ဒါသင်ငန်းစာလေးယူစီရပါတော့ဒီမင်းကလေးတွေအိမ်အောင်ပြုတော့မယ်ဆိုရင်ဒါလူရေးမမားဖို့လေဒါလိုအပ်တယ်အမှန်ကန်ကန်ဆုတ်ဖြတ်ပြီးမှဒါအိမ်အောင်ပြုတင်နေပါတော့ဟုတ်ကဲ့ပါဒီလိုဖန်လေးပတ်သက်ပြီးတော့အမျိုးရဲ့ထင်မြင်စက်တွေကိုလည်းကျွန်တော် comment မှာ message ပေးကလေးရတယ်လို့ဝေဖန်ချက်ပြုနှံပါပြ နောက်ထပ်သတင်းတစ်ထည်ရရှိလို့ရှိရင်လည်းထပ်မံတိဆက်ပေးပါမယ်ကျွန်တော် channel နဲ့ပို့သူတရရဲ့အကြောင်းနဲ့ဆယ်လီသတင်းတစ်ထည်ကိုမြန်မာပြည်ဆက်ပြီးမှမဟုတ်ကျွန်တော် channel like ကဆိုမယ် like ဆိုတာနဲ့ notification bell ကိုပါနှိပ်ခဲ့ပေးဖို့တော့ဆွေးချင်ပါတယ်ကျွန်တော် channel နေ့စဉ်နေ့မှာကြည့်ရှုအားပေးနေ viewer တွေအချင်းချင်းကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ရမယ်တဒါ